။တကူရဲတပ်ဖွဲ့ကျင်နာကြောင့်အိမ်တော်မပြေဝဲ MV အစ်စ်တွေဖန်တီးရင်အစင်ငမ်းမဲ့ပူပူပရိသတ်တရားလုံးမဲ့ပင်္ဂလာပါရှင်။ Channel Knowledge Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ။ပူပူလို့ပြောလိုက်တာနဲ့ကိုရိုင်းရေးတန်စင်တွင်ဖန်တီးတဆိုရင်ဂီတလောကရဲ့နေရာတစ်ခုကိုရောက်ရှိနေတဲ့အဆိုတော်တရားပဲဖြစ်ပါရစေ။တချင်းတွေကြောင့်အောင်မြင်လာပြီးနေရာတစ်ခုရောက်ရှိလာတာနဲ့အတူသူမရဲ့စီးစိမ်ကြွယ်ဝမှုကလည်းအောင်မြင်မှုနဲ့အတူကပ်ပါလာခဲ့ပါတယ်။အစောရပူပူဟာအမှုပညာလောကမှာဒီလိုမျိုးချမ်းသာကြွယ်ဝက အောင်မြင်မှုတွေများစွာရရှိနေသလိုချမ်းသာကြွားဝတဲ့ဘဝကိုပိုင်ဆိုင်ထားပေမဲ့လည်းချစ်သူရီစာကတော့အတီတကျမရှိပဲဒီကိုယ်ရဲ့အထီးကျန်ကအပြုတ်ကြီးဖြစ်နေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။သူမရဲ့စံနှုန်းနဲ့မကိုက်ညီခဲ့တာကြောင့်လဲတွဲခဲ့တဲ့မြတ်ချစ်သူရီစာလိုင်းနဲ့ခနာပဲတွဲပြီးပြက်ပြက်သွားခဲ့တာကြောင့်လူရှုံမှလည်းလူပွေမှလည်းဆိုပြီးနာမည်ကြီးနေခဲ့တာပဲဖြစ်ပါတယ်။သူမရဲ့ချစ်သူစံနှုန်းကတစ်ချောင်းမဟုတ်ပဲဘာသာတရားကိုကန်ရှာပြီးတည်တည်ငြိမ်ငြိမ်နဲ့သူမအပေါ်အလိုလိုက်အကျိုက်ဆောင်ပေးမဲ့သူမျိုးကိုချစ်သူအဖြစ်တော်ကျွန်တော်ပဲဖြစ်ပါတယ်။ ီလိုမျိုးရွေးချယ်နေခဲ့ပြီးကြီးများနေခဲ့လို့လေဒီအတက်ရွယ်35နှစ်ဆိုတဲ့အရွယ်ကိုရောက်လာတာကြောင့်လင်မယားဖြစ်နေခဲ့တာပါအဆိုတော်ပူပူဆိုတာကတော့တချင်းအေးအေးလေးတွေကိုကိုပိုင်ရန်အပြည့်နဲ့တည်ဆို့တတ်တဲ့အဆိုတော်တူပါအဆိုတော်ပူပူဟာအမြင်နဲ့တိတ်တချင်းကောင်းမြတ်စွာကိုဖန်တီးလေးရှိသူပဲဖြစ်ပါတယ်အခုနောက်ပိုင်းမှာဆိုရင်လည်းအဆိုတော်ပူပူတယောက်ငါးရဲ့ငါးပုံမနဲ့အချင်းကြခံရပြီးလူငင်းချမ်းသာကွင်းနဲ့ပြန်လွတ်လာခဲ့ပြီးခံပတ်အနေနဲ့တချင်းတွေကိုဖန်တီးပြီးအမ်ပူဒီရကူခဲ့ပါတယ် ဒီလိုအံပွေတွေကိုရိုက်ကူးရမှာလဲအစိုးရပေါ်ပေါ်တယောက်မင်းသားငငယ်ချောချောတွေကိုပဲသူမရဲ့အံပွေတွေထည့်တုံးကသူမကိုယ်တိုင်အလွန်လန်းအလန်းလွန်တဲ့ fashion design တွေအပြင်အမ်ပိုင်ဆာရဲ့ချက်တွေနဲ့လက်ရမြောက်ဖန်နေခဲ့ပါတယ်အစိုးရပေါ်ပေါ်ရဲ့အခုရပိုင်းမှာထွက်ရှိလာတဲ့ကိုယ်တိုင်ရဲ့တချင်အစ်ဖြစ်တဲ့ I wanna be your girlfriend မှာမင်းသားချောအလင်းရံကိုခေါ်တုံးကရိုက်ကူးနေစဉ်အတွင်းခန်းစည်းနောက်ွယ်မှာဖြစ်ချင်တဲ့ဖြစ်ပျက်နေတဲ့အခန်းတွေကိုရိုက်ကူးပုံပေါ်ခဲ့တာပဲဖြစ်ပါတယ် သူတို့နှစ်ယောက်ရဲ့အရေးကလေးတာမြင်နေရတယ်ဆိုပေမဲ့ဘာလို့နေကြလဲဆိုတာကိုတော့အထင်းသားမြင်တွေ့နေရတာပဲဖြစ်ပါတယ်ဂျိုဆပ်ဝီဒိုရဲ့နောက်ဆုံးပိုင်းမှာဆိုရင်လည်းအလင်းရောင်အနေနဲ့မျက်လက်ဝတ်စုံဝတ်ထားတဲ့ဆိုပေမဲ့ပို့ပို့အနေနဲ့ကသူတရုပ်ဆောင်ထားတဲ့အခန်းကအရင်းဆန်းဆန်းဖြစ်နေတာကြောင့်အရှက်အကြောင့်မရှိတော့ဘူးလားဆိုပြီးပရိသတ်တွေကဝေဖန်ထောက်ပြခဲ့ကြတာပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ကလည်းအစိုးရပွင့်ဖူးတခင်ကအချစ်ကန်ကြီးဂျိုဆပ်ဝီဒိုကိုအခုလိုမျိုးဂရင်ဘော်ကဇဝင်ကန်းတွေ မိဘမောင်ဘွားတွေနဲ့အတူရောက်ကြည့်လို့အစမပြေလောက်တဲ့ပုံစံတွေရန်ကူခဲ့လို့လည်းတက်တဆမင်းသားလေးဗညာဖုံးပြည့်တယောက်နမပြင်းနဲ့ဂျီယောင်းခဲ့ရတာပဲဖြစ်ပါတယ်။အခုလည်းပို့ပို့တယောက်အခုလိုမျိုးဖြစ်အောင်တမင်များလုံနေသလားဆိုပြီးပရိသတ်တွေကဝေဖန်ထောက်ပြနေကြတာပဲဖြစ်ပါတယ်။အခုလိုမျိုးပို့ပို့တယောက်မကြီးမငယ်မထော်မနှမ်းပြေော်တွေဖန်နှီးနေတဲ့အတွက်မြန်မြန်သာလေယူလိုက်မှအိမ်မယ်ဆိုပြီးတော့လည်းပြောနေကြတာပဲဖြစ်ပါတယ်။ပေါ်ပေါ်အနေနဲ့ကလည်းဘဲတိုင်းနဲ့ပတ်ရှုံနေကြတာကြောင့်ဘဲတွေရဲ့အထာကိုနက်နေခဲ့ပြီဖြစ်တာကြောင့်လေယူဖို့တုံဆိုင်နေကြရပဲဖြစ်ပါတယ်။ ဒါကြောင့်မဲပူပူအနေနဲ့အပူရီမရှာတော့ဘဲကိုတိုင်းရှာနိုင်ဖွင့်နိုင်နေတာကြောင့်ဒီကိုရဲတပ်ပနေဖို့ပဲစိတ်အားတက်တန်နေကြတာပဲဖြစ်ပါတယ်။အဝေးအစားအစာအရခင်အစုံအကောင်းဆုံးတွေပဲတုံးကျင်နေတာဖြစ်ပြီးယောက်ျားဆိုရင်တောင်အရက်ရှည်ရှည်တောင်းကောင်းကောင်းရုပ်ပြောင်းတဲ့သူကိုပဲလိုချင်နေတာကြောင့်အံပွေရရင်အစင်တွေပဲခတ်သုံးပြီးပတ်စွန်းနေတာပဲဖြစ်ပါတယ်။ ဒီပြိုလေးကိုကြည့်ချွနေကြတဲ့ပရိသတ်တွေကရောအခုမှထွက်ရှိထားတဲ့မြူစစ်ဗီဒီယိုမှာအလင်းရောင်နဲ့အတူရှယ်ပလန်နဲ့တရုပ်ဆောင်ထားတဲ့ဆိုတော့ပုပ်ပုပ်အပေါ်မှာမိမိတို့အမြင်ကိုလည်းမှတ်ချက်လေးတွေပေးတော့ကြပါအောင်ရှင်။